တကယ်ချင်းနဲ့ခရူးဆိုင်ကြပါတကယ်လို့ကားနဲ့ expert ကားနဲ့ခရီးသွားမယ်ဆိုရင်ပတ်စံကို line ဘွားနေဝယ်လို့ရှိရင်ဘယ်တော့မှပတ်စံကိုချိုးပြီးမလွှဲကြပါနဲ့မ line ဘွားနေဖြတ်ပြီးတော့လွှဲလိုက်တာလမ်းစိတ်တောင်မရှိတော့လို့သူများရဲ့စီလမ်းတောင်ပြီးတော့မှလမ်းစိတ်လေးမရှိမဲ့ရှိမဲ့လေးနဲ့ဖြတ်လိုက်တာလမ်းစိတ်ကအခုဒီမဲ့ကားကလည်းရောက်လဲရောက်တော့ဖြတ်ထားတာ line ဘွားဖြတ်တဲ့သူကကိုယ်ကိုဘလော့သွားတယ်လူလိန်ဖြစ်သွားတယ်ကိုယ်ကစိတ်တောင်ညစ်တယ်ဒီအောက်တမဒီမဲ့ကျော် ှိတဲ့ဟာလေးနဲ့မနေဖြတ်လိုက်ရဖြတ်လို့ချင်းသတိထားကြပါပတ်စံလူလိမ်မခန့်ကြအဲ့လိုမယ်မင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာဒုက္ခဖြစ်ပြန်နေပြည်စုံနေပါသေးတယ်ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာရှင်နေကျွန်တော်ကြည့်ဆုတောင်းမယ်ဒီလူတွေကတော့ကျွန်တော်တို့ခရီးသွားရင်းနဲ့ဗျာဒီလူတော့မလုပ်သေးဘူးဗျာလူတယောက်ဆိုတာကျွန်တော်အိမ်မှာနေနဲ့လိန်သွားတာတော့ကိုယ့်အိမ်မှာဆိုတော့ကိစ္စမရှိဘူးအခုကခရီးသွားမယ့်ဟာယူဒါလိန်သွားတာတော့မကောင်းဘူးเนาะဒါဒီညီမလေးကတော့ကျွန်တော်တို့ဒါခရီးသွားမှုဆိုတော့ကျွန်တော် online နေလို့ဒါ e-sport ါဒါကျွန်တော်တို့ကားကကျွန်တော်တို့ဒါဖြတ်တာပေါ့နော်လိုင်းပေါ်မှာကားကားလက်မှတ်ဖြတ်တာပေါ့ကားလက်မှတ်ဖြတ်တဲ့အချိန်မှာတကယ်ကျွန်တော်ကားဝင်လဲရောက်လဲရောက်လာဒီလက်မှတ်ကြီးကကျွန်တော်အလိန်ဆိုပြီးတော့သူခမညာဒါနောက်ထပ်ထပ်သွားဖို့အတွက်ကျွန်တော်လမ်းစိတ်တော့မရှိလို့မရှိတော့ဘူးပေါ့နော်လမ်းစိတ်တော့မရှိဘူးသူများတဲ့အခုညတောင်းရင်တော့ဒါဟိုကျွန်တော်သူသွားမယ်ခရီးကိုဒါဆက်သွားရတာပေါ့နော်သူများတော့မကောင်းပါဘူးဗျာသူများသွားမယ်လမ်းကြီးကိုအဲ့လိုတော့မပိတ်တင် တင့်မအောင်เนาะဒီလိုမျိုးမဖြက်စီတင့်မအောင်သူများအခက်ခဲဖြစ်လို့ပဲဖြစ်ဖြစ်เนาะကျွန်တော်တို့အကြောင်းအရာတစ်ခုပဲဖြစ်ဖြစ်เนาะအပျော်ပါသွားတာပဲဖြစ်ဖြစ်ကိုသွားမယ်လမ်းဒီလိုမျိုးလောက်ရင်เนาะကိုသွားမယ်လမ်းကြီးကိုဒီလိုအနှောက်ရှက်အတားစီဖြတ်ရင်เนาะကိုကလည်းကြိုင်လေဒီလိုလည်းဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဗောနော်လူလိန်တွေကကျွန်တော်တို့အမျိုးမျိုးအဖုံဖုံတဲ့ကိုကျွန်တော်တို့အခုနောက်ပိုင်းတော်တော်လေးမှလိန်လာတယ်ဗောနော်အခုလည်းကားလမ်းမဖြတ်တာဘူးဒါကျွန်တော်တို့ချင်းဖြစ်သွားတာဗောနော်ဒီညီမလေးဒါပြောပြထားတာဗောနော်ကဲကျောင်းတို့ကြည့်လိုက်အောင်မျိုးလေး စ်တော့တငယ်ချင်းတွေခရီးစားကြပါတကယ်လို့ကားနဲ့ H-back ကားနဲ့ခရီးသွားမယ်ဆိုရင်ပတ်စံကို line ဘွားနေဝယ်လို့ရှိရင်ဘယ်တော့မှပတ်စံကိုချိုးပြီးမလွယ်ကြပါနဲ့ line ဘွားနေဖြတ်ပြီးတော့လွယ်လိုက်တာလမ်းစိတ်တောင်မရှိတော့လို့သူများရဲ့စီလန်တောင်ပြီးတော့မှလမ်းစိတ်လေးမရှိမဲ့ရှိမဲ့လေးနဲ့ဖြတ်လိုက်တာလမ်းစိတ်ကအခုဒီမဲ့ကားကလည်းရောက်လဲရောက်တော့ဖြတ်ထားတာ line ဘွားဖြတ်တဲ့သူကကိုယ်ကိုဘလော့သွားတယ်လူလိန်ဖြစ်သွားတယ်ကိုယ်ကစိတ်တောင်ညစ်တယ်ဒီအောင်တမဒီမဲ့ကြော ရှိတဲ့ဟာလေးနဲ့မနဲ့ဖြက်လိုက်ရဖြက်လို့ချင်းသတိထားကြပါပတ်ဆက်လူလိမ်မခံကြပါအစီနဲ့လိုင်းမောလက်မဖြန်ဘယ်တော့မှပတ်ဆက်လွှဲရမယ်ဆိုမလွှဲပါနဲ့လူလိမ်တွေပါတော့မရှိရတာရပတ်ဆက်ကိုပတ်အဲရနှစ်ခုံစာခုနှစ်တောင်းပေးလိုက်ရအလုံးကယူဆိုင်ကြပါလို့အစာေဘူးတာလဲဟိုအဖြစ်တော့じゃသူ့စာတွေအကုန်လုံးဖြတ်သွားတာ ကွယ်ကားခရလမ်းမကပြရတော့လမ်းမကရရနဲ့ဆောင်းအောင်ဖြတ်လိုက်ပြီခုတပတ်ပြအဖတ်ဆန်အလုံးမကယူဆိုင်ကြအောင်ဘတ်ဆန်လူကြီးတော်တော်ဆိုးတယ်ဗျာနော်အခုနောက်ပိုင်းကတော်တော်လေးဥမာလိန်လာတာများတယ်ကျွန်တော်တို့ဒါပတ်စံ7သိန်းပေါက်တော့9သိန်းပေါက်တော့ဆိုတော့လိန်တယ်အဖုံးပိတွေထည့်ခိုင်းတယ်ဒါလူလည်းဟိုညီလေးတယောက်ကြည့်တယ်ဆယ်လီညီလေးအဲကောင်လေးဆိုလဲဒါသူ့နာမည်နဲ့ကျွန်တော်တို့ live ပေါ်မှာဒါ online မှာ ် online မှာကျွန်တော်တို့ဒါ iPhone ကို9000နဲ့ဆိုပြီးတော့သူ့မေရဲ့မွေးနေ့မှုလို့ဆိုပြီးတော့ကျွန်တော်တို့ဒါဟိုလိန်တောင်းတာပေါ့နော်လိန်တောင်းတော့ဒါ icon လိန်နာမည်နဲ့ဒါလိန်တောင်းတော့တကယ်ဟိုမှကျွန်တော်တို့လောဘဟိုတက်နေတဲ့လူကလည်း9000ဆိုပြီးတော့ iPhone 9000ဆိုပြီးတော့ကျွန်တော်တို့ပြေးလို့ဝေ့ပေးရနေလွှဲကြတာပေါ့နော်တကယ်လွယ်လွယ်ဂျင်းလက်ထိအထိရောအဲ့ညီလေးကိုတတ်ထိတာပဲ ပြောချင်တာအားဒါပေါ့နော်သူများသူများနာမည်လည်းအသုံးချသေးတယ်အလိုသုံးစားလုပ်ပြီးတော့လိန်စားရအောင်နော်အမျိုးမျိုးလိန်စားတာပေါ့ကျွန်တော်ပြောတာစားစမ်းပါဒီဟာလေသူများတချို့ကသူများမျက်ရည်ပေါ်ကျင်းနေကြလဲပတ်စံကိုစားလဲဘယ်လောက်စားရမှာလဲဟုတ်လားဘယ်လောက်စားရမှာဟာနည်းသည့်ဖြစ်သည့်များသည့်ဖြစ်ဘယ်လောက်စားမှာအဲ့ဒါအပူစားလေးပြအပူစားလေးဘယ်တော့မှစားတိုင်းကျွန်တော်တို့ဘတော့မှဟိုဝင်းနဲ့ဖျက်ဖျောက်သွားမှာဟိုဒါတွေကအပူစားတယ်။သူများမျက်ရည်နဲ့မျက်ခွက်ကြမှာ။အခုဆိုဒီညီမလေးဆိုရင်တုတ်ကမြတ်ဆန်မရှိမှရှိမယ်နဲ့။ဆန် တော့ဘူးစိတ်ဆက်တော့ဘူးမဆက်မရှိနော်လာခဲ့တယ်9000တဲ့ဒီ9000လိန်လို့ကြတယ်ဗျာသူများတော့မဲ့လန်ခီကြီးကိုဖျက်လို့ဖျက်စီးလောက်တာမကောင်းပါဘူးနော်လူတွေကတော်တော်လေးဥမာဟိုရုံညံ့လုံးတယ်ပေါ့နော်ပြောချင်တာလိုင်းဥကနေဘယ်တော့မှပတ်စံလွှဲရမယ်ဆိုရင်အဲ့ဒီကောက်ဘယ်တော့မှမဖြတ်ပါနဲ့အဲ့ဒါလူလိန်မှာအခုလှုပ်ရှားနေတာကိုလက်တွေ့ခံရတာပါကို့မှာမိွားတွေနဲ့ခွဲရလို့စိတ်မကောင်းတာတကြောင်ရောက်လဲရောက်တော့လက်မှတ်ကြီးကအလိန်ခံရတယ်ဆိုဘလောက်တော့စိတ်ဆင်းရဲစရာကောင်းတယ် အားလုံးပဲသတိပြုနိုင်ကြပါစေလက်မှတ်ကိုပဲတော့မှပတ်ဆက်ပေးပြီးမဖြတ်ပါနဲ့ဒိုင်းမူကနေဂိတ်ကိုပဲဓာတ်ရိုက်သွားဖြတ်ပါစေတနာနဲ့အားလုံးကြံပြုပါလက်မှတ်ရလို့တော်သေးရမရရင်ကျွန်တော်တို့သားမီးတွေဒီမှာပဲတိုင်ပတ်ပါမင်းရဲ့မတ်ကြီးကို